မင်္ဂလာပါလို့ဥစွာပနာမနှုတ်ခွန်းဆက်တာပါတယ်ခင်ဗျာဒီတစ်ခေါက်မှာတော့ထိုင်းတရေကအစ်တစ်ကလေးကို recap ပြုလုပ်ပေးပါမယ်ဒီဇလန်းကို poster ကြည့်ပြီးဆုံးဖြတ်ပြီးတော့ကောင်းမှန်းမသိပဲကြော်လိုက်တာကြားပါပြီအခုကြည့်လိုက်တော့တကယ်ကောင်းတဲ့တရေတကားဖြစ်နေလို့တင်ဆက်ပေးလိုက်ပါပြီခင်ဗျာဇလန်းထဲမှာအရန်အစွမ်းအားကြီးတဲ့တရေကိုရိုးရနဲ့အစီအရင်နဲ့ခရစ်ယာန်ဘာသာက father တွေနဲ့ပေါင်းပြီးနှိမ်နင်းကြမှာပါ ခရီးရန်ဘုံတော်ကြီးတယောက်နတ်ဆိုးပူကန့်နေတဲ့ကလေးတယောက်ကိုအပနှင်ပေးနေက သူဘလောက်ပဲရွတ်ဖတ်ရွတ်ဖတ်အရာမရောက်မထီရောက်ပါဘူးဒီကလေးမလေးကိုစားပြစ်မယ်လို့ပြောနေတာပါဘုံတော်ကြီးလည်းအမောင်တို့ဖုံးလန်းသွားပြီဖြစ်ပြီးသူ့ကိုတတ်မှရမယ်လို့တမီးကိုကြည့်ကငုံနေတဲ့စံကို ပြောလိုက်ရပါတယ်ဖာသာကလည်းသူကိုယ်တိုင်လုံရင်အပြစ်ဖြစ်မှာကြောင့်လုံလို့မရပါဘူးအမေဘက်ကိုလှည့်ပြီးနင်းကိုလည်းစားမှာလို့ပြောနေသေးတာပါမိခင်ဖြစ်သူစံလင်းဘေးကဓာတ်ကိုကောက်ယူပြီး ချိန်ထားကငိုနေရင်းကနေမထိုးရနိုင်ဖြစ်နေလို့ဖာသာကပဲကူညီပေးလိုက်တဲ့အခါမှာပဲနှလုံးတက်တက်ကိုစိုက်ဝင်သွားပြီအတန်နဲ့ကြီးနဲ့အော်ဟစ်လိုက်ကပြတင်းပေါက်တွေလည်းကွဲထွက်သွားပြီးအားလုံးပြီးဆုံးသွားပါလေဆန်လည်းသူသမီးကိုဝမ်းနဲ့စွာနဲ့ဖတ်ထားလိုက်ရင်ဖာသာဟာလည်းလဲကျသွားပြီးစိတ်ပြက်ဝမ်းနဲ့နေခဲ့ပါလေအဲ့ဒီနောက်နှစ်40ကြာပြီးတဲ့နောက်မှာတော့ထရဲ့ဆိုတဲ့ရွာလေးမှာညာဘက်ကြီးဖုတ်ဝင်နေတဲ့ပုတ်ကောင်ကိုလိုက်ရှာနေကြပြီး ဒါကိုညီမအနှစ်ယောက်ကလည်းတကားပွင့်ပြီးဇက်ဆုနေကြတာပါလူကြီးတွေကလည်းတကားပိတ်ထားဖို့လှမ်းပြီးတတိပေးမှပိတ်ထားလိုက်ကြပါလေညီမနှစ်ယောက်လုံးထိတ်လန့်နေကြပြီးတယောက်နဲ့တယောက်တိတ်တိတ်နေဖို့ပြောနေချင်းအိမ်အောက်ကနေကြက်တွေအော်တန်ကိုကြားလိုက်ရပါလေတယောက်ယောက်ကစွဲသွားတာပါဒီတော့ပြတင်းတကားကိုဖွင့်ကြည့်တဲ့အခါမှာအိမ်ရဲ့နောက်ဘေးမှာကြက်တွေကိုအစိမ်းစားနေတဲ့ပုတ်ကောင်ကြီးကိုမြင်သွားပြီးဖုန်းနဲ့ရိုက်နေချိန်မှာပဲသူတို့ကိုတတိထားမိသွားပါလေ ဒါကိုညီမဖြစ်သူကလန့်အောင်လိုက်ကပြတင်းပေါက်ကိုလည်းအမြန်ပိတ်ချလိုက်ကြပါတယ်။ဒါပေမဲ့ဖုတ်ကောင်ကြီးကအိမ်ခေါင်မိုးပေါ်ကိုရောက်လာပြီးတဝုံဝုံနဲ့လုံနေကနှစ်ယောက်လုံးထိတ်လန့်တုံလုံးနေကြချင်းဝုံဆိုပြီးအင်ရှီတကားကပွင့်လာတော့လန့်ပြီးအော်မိလိုက်ကြပါတယ်။ဒါပေမဲ့သူတို့အဖေဖြစ်နေပြီးတကားကိုတေးချပိတ်ထားဖို့နဲ့အခန်းထဲကိုသွားနေဖို့ပြောကတကားကိုပြန်ပိတ်ပြီးဖုတ်ကောင်ကိုဖမ်းဖို့ထွက်သွားပါတယ်။ညီမနှစ်ယောက်လည်းအခန်းထဲအမြန်ပြန်ဝင်ပြီးတကားတွေပိတ်နေချင်း အငဲမလေးကရိုက်ထားတဲ့ဗီဒီယိုကိုတင်ဖို့အလုပ်မှာပဲအမဖြစ်သူကလန့်အတားမှာမမီလိုက်တဲ့အပြင်ဖုန်းကပြုတ်ကျသွားပါလေလိုက်တွေကလည်းဒရဇက်ပေးနေလို့အတန်ကဇက်တိုက်မြည်လာတာပါဖုန်းရဲ့အတန်ကဇက်တိုက်ကြားနေလို့အနာကိုအသွားမှာကျမ်းပုတ်ကနေအောက်ကိုငုံကြည့်တော့ဖုတ်ကောင်ကြီးကဝုန်းဆိုပြီးလက်နဲ့လှမ်းဆွဲပါလေဒီတော့ငဲတန်းပအောင်အော်ဟင်းရင်အကြီးမကညီမဖြစ်သူကိုအတင်းဆွဲထုတ်တာလို့သွားတာနဲ့ဖုတ်ကောင်ကြီးကလည်းကျမ်းကိုဖောက်ပြီးတက်လာပါတယ် ညီမလေးကိုလည်းပြတင်းပုတ်ကနေခုံချခိုင်းတော့အမြင့်ကြီးမို့မခုံချရဲတဲ့ခါမှာတွန်းချလိုက်ပြီသူမကလည်းခုံအချအောက်ကိုမရောက်ပဲဖုတ်ကောင်ကြီးကဖမ်းဆွဲထားပြီးသူ့ကိုကြိုက်ဖို့ကြိုးစားပါတော့တယ်။အော်ဟစ်အကူညီတောင်းတဲ့ခါမှာတော့တကားကနေလူကြီးတွေရောဖုန်ကြီးတွေပါရောက်လာလို့လွတ်သွားပါတယ်။လူအများကြီးပေမဲ့လည်းဖုတ်ကောင်ကြီးရဲ့နောက်ကဘသူမှမကတ်ရဲကြပါဘူး။ဒီအချိန်မှာပဲစုံချံရောက်လာတော့သူ့မှာပါလာတဲ့လောဘကတ်တိုင်ကိုထုတ်ကကျန်းစာရုတ်နှင်ထုတ်ပြီးမှဟိုးကနားမလဲဘူးထင်ပါတယ်။ဘလို့မှမနေပါဘူး။ သူရွနေတဲ့ဂျားကနေပဲလဘောကတ်တိုင်ကိုလက်နဲ့လှမ်းကင်ကဖျောင်းတစ်ခုလိုပဲပြော့ကျသွားပါတယ်။စုံချိုင်နဲ့လန့်ပြီးလှုပ်ပေးလိုက်တော့မှလဘောကတ်တိုင်ကိုကင်ထားရင်းမှာပဲအော်ဟစ်ပြီးလဲကျသွားပါတော့တယ်။အဲဒီနောက်မှာတော့မာလီစီကိုဖုံးဝင်လာပါတယ်။သူတို့ရဲ့ရွာကအဒေါ်ဆန်စီကဖြစ်နေတာပါ။တစ်ဖက်မှာလည်းပေါင်လူတစ်ယောက်ကတော့အားကစားလုပ်တဲ့လူငယ်တစ်ယောက်ဖြစ်တဲ့အပြင်သူကဖာသာတစ်ယောက်လည်းဖြစ်ပါတယ်။သူဝိပြုချင်းဖုံးတော်ကြီးစီကနေဖုံးဆက်လာပြီးအဖြစ်အပျက်ဗီဒီယိုတစ်ခုကိုလည်းပို့လိုက်တာ။ ထရက်ရွာကအဖြစ်အပျက်ကတာမန်မဟုတ်ဖယ်လွန်ခဲ့တဲ့နှစ်40တုန်းကသူတို့ဘာသာစီရင်လုပ်ပြီးမိစာနှင်ခဲ့ကြတယ်ဒါပေမဲ့ပူကက်ခံရတဲ့ကလေးမလေးကတီးသွားရတယ်အခုလဲဦးလေးမင့်ကိုလဲတရေဆိုးတကောင်ကလူကိုဝင်ပူကက်ပြီးရွာထဲကတိရစ္ဆာန်တွေကိုစားတောင့်နေရကနေနောက်တော့လူတွေကိုစားဖို့ကြံလာပြီလို့ဆိုပါတယ်ဦးလေးမင်းရဲ့ပုံစံကိုလဲတာမန်တစီဝင်ပူးတယ်လို့မဟုတ်ပဲရွာသားတွေဒုက္ခရောက်ရတာကြောင့်ဖာသာပေါင်လိုကိုတွားပြီးဖြည့်ရှင်းပေးဖို့တာဝန်ပေးလိုက်ပါတယ် ရွာမှာလည်းဖုတ်ဝင်နေတဲ့ဦးလေးမင်းကိုကုဖို့တစီတရေဖုတ်အစိမ့်တွေတွေကိုကောင်းကောင်းနှိမ်နှင်းနိုင်တယ်လို့နာမည်ကြီးတဲ့မဲတော်ဆိုဖာကိုပင့်ထားကြပါတယ်မဲတော်ကလည်းအွန်လိုင်းကနေလိုက်လွင်နေရင်သူ့ကိုစပွန်ဆာပေးထားတဲ့ပစ္စည်းတွေကိုလည်းကြော်ညာနေသေးတာပါဒါကိုဖာသာစုံချိုင်းကမြင်ပြီးတိတ်မယုံတော့ဖြစ်ပါမလားလို့ပြောမိသွားတဲ့ခါမှာပဲအရန်ဆိုးတဲ့တရေနှင်ရခတ်မယ်ဆိုရင်မဲတော်နဲ့တွေ့မယ်ခေါင်းဖြတ်ပစ်မယ်လို့ဓာကြီးကိုဆွဲပြီးလှည့်ကျင်းပါတော့တယ်ပြီးတာနဲ့သူ့ရဲ့နောက်လိုက်တွေကတူရီယာတွေတီး သူကလည်းအစီအရင်ဆလုပ်ပါတော့တယ်မေရော်ကတီဆုံမှုတွေကခုန်တာတွေပြုတ်လုလိုက်ရင်ဦးလင်းမင်းလည်းလှုပ်လှုပ်ရွရွဖြစ်လာပါပြီသူရဲ့ဖနောင့်တစ်ချက်စောင်းလိုက်တဲ့အကျိုးတက်ရောက်စေပါတယ်နောက်တစ်ထပ်ပြီးကျက်ဦးကိုဘေးရင်မေးပြပါတယ်နိုင်ငံခြားတရေလာထိုင်းတရေလာမီတော့ကျက်ဦးကထောင်းလာပါတယ်ဖာသာဆုံချိုင်ကိုလည်းအထင်သေးတဲ့ပုံစံနဲ့လဝကတိုင်နဲ့နှင်းလို့ရလားလို့မေးနေလို့ဖာသာကိုယုံကြည်တဲ့သူနဲ့မေရော်ကိုယုံကြည်တဲ့သူနဲ့စကားထားများကြပါသေးတယ်အားလုံးကိုတားလိုက်ပြီး ဦးလေးမင်းကဖုတ်သေးရလားလို့ထပ်မေးတော့ဘာမှမထူးကြပါဘူးဖာသာကလည်းဘန်ကောက်ကနေလာနေပြီလို့ဆိုကပေါင်းလို့ကိုမျှော်နေတာပါညာအချိန်ကလည်းရောက်လာက မေတော်ကလည်းကြမ်းပါပြီသူ့ရဲ့စောင်းသားကိုထုတ်ပြီးအပြင်းထန်ပဲတရေနေတဲ့အခါမှာဦးလေးမင်းလည်းအော်ဟစ်ညှင်းညူလာပါတယ်ဓာရီချင်းထိခတ်ပြီးအတန်ထွက်လာတိုင်းလူလိမ့်လာရင်ခဏငြိမ်သွားတဲ့အခါမှာတော့ထွက်သွားပြီတင်ပြီးရက်ပြီးတော့အနားကိုသွားတဲ့အခါမှာတော့မုန်းဆိုပြီးပိုဆိုးလာလို့ထပ်နေရပြန်ပါတယ်ဒါပေမဲ့မရပါဘူး ဒီတော့ဖာသာဆုံချိုင်ကပဲသူ့လူတွေနဲ့ဝင်းချုပ်ခန်းပြီးလောကတိုင်ကိုတုံးပြီးနှင်တဲ့အခါမှာပဲတရေကငါမင်းကိုစားပြစ်မဲ့လုံနေသေးတာပါသူရွတ်မဲ့ចန်းစာတွေကိုလည်းလိုက်ရွတ်ပြလိုက်ပါသေးတယ်ဒီတော့ရေစင်တော်နဲ့ပတ်တော့လူလိမ့်လာပြီးပြောင်းမသွားတဲ့အပြင်ပိုဆိုးလာကဂျိုးတွေပါပြုတ်ပြီးထလာပါတယ်သူထလာတော့အကုန်လုံးကထွက်ပြေးကြကဖာသာနဲ့မဲတော်နှစ်ယောက်တည်းကြံခဲ့ကဒါကိုလည်းလူယူခံလိုက်ရပါတယ်ဒီတော့ထွက်ပြေးဖို့လုံလဲအားလုံးကထားခဲ့ပြီးအိမ်တကားကိုပိတ်ထားလိုက်ကြလို့ထွက်မရတော့ပါဘူး သူတို့အနာကိုတိုးလာလို့မေတော်လဲကြံရမရတဲ့အဆုံးဗီဒီယိုဘော်ကိုတက်ပြီးသူ့အစွမ်းနဲ့တရေမမြင်အောင်ကိုဖျောက်ထားလိုက်ပါတယ်ဒီတော့ဖာသာဆုံချိုင်လဲမေတော်အပူရှိသေးလားဆိုတော့မရှိပါဘူးအနာကိုတိုးလာတဲ့အချိန်မှာပဲအိမ်တကားပွင့်လာပြီးဝင်လာသူကတော့ဖာသာပေါင်လို့ပါပဲသူကိုမြင်တာနဲ့ဖုတ်ကောင်းနဲ့နောက်ဆုံသွားပြီးအိမ်တိုင်းကိုဖြောင်းမြန်တက်နေတာပါလက်ထဲကဓားနဲ့ပြစ်လိုက်တော့ရှောင်လိုက်ပြီးရေစင်းနဲ့ဖျားလိုက်တဲ့အခါမှာအောက်ကိုပြုတ်ကြပြီးငြိမ်ချသွားပါတယ်ဒီအချိန်မှာပဲမာလီကအဖေဆိုပြီးပြေးဝင်လာတော့ သူ့အဖေရဲ့ကိုယ်ထဲမှာကြောက်စရာပုံစံကိုမြင်ပြီးထိတ်လန့်သွားပါတယ်။အဲဒီနောက်မှာတော့ဦးလေးမင်းကလည်းအရာတဲလဲနေကမာလီကအဖေနားကိုသွားပြီးစကားပြောတော့တတိယလာပြီးငါစီကထွက်သွားလို့မောင်းထုတ်လိုက်ပါတယ်။မာလီလည်းစိတ်ဆိုးပြီးချက်ချင်းပဲထပြန်သွားပါတယ်။သူမထွက်သွားဖို့လှုပ်ချိန်မှာပဲဘာသာပေါင်လိုကလာတွေ့ပြီးသူမရဲ့အဖေမူးမလဲခင်ကအမြင်လိုက်လို့လန့်သွားတာလဲလို့မေးတော့ဘာမှမမြင်ဘူးလို့ညာလိုက်ပါတယ်။ ဒါပေမဲ့ပေါင်လိုကလည်းတခခုဆိုတာကိုတတိထားမိနေတာကြောင့်ဒီကိစ္စနဲ့တိုင်ပင်ချင်းရင်ဖျားเจ้าကိုလာခဲ့ပါလို့ဆိုပါတယ်မာလီကတော့စိတ်ကတိတ်မကြည်ပါဘူးဖီရက်ကိုလည်းသူ့နဲ့အဖော်လိုက်အိတ်ပေးဖို့တောင်းဆိုပြီးကားနဲ့ထွက်သွားကြပါတယ်မာလီကိုကားနဲ့လိုက်ဖို့ပေးရင်ကားမောင်းနေတယ်ဖီရက်ကသူတို့အရင်ကရီးစားတွေဖြစ်ပြီးငငယ်ကအเจ้าတွေကိုပြန်ပြောနေကအခုလဲမာလီကိုချစ်နေတုံးပဲလို့ဆိုပါတယ်ဒါပေမဲ့မာလီကအိတ်ပျော်နေတာကြောင့်မကြားပါဘူးဒီချိန်မှာပဲသူတို့ကားမောင်းနေတဲ့အရှိမလူတယောက် လမ်းလေကနေတွားနေတာကိုမြင်လို့ရက်ကြည့်နေတော့မှာပဲလှဲ့လာသူကမာလီနဲ့ရုပ်ချင်းတပုံစံတည်းဖြစ်နေပြီဘိုက်ကဥတွေကိုလည်းထုတ်ဆားနေတာပါမာလီလက်ကားကိုနောက်ကိုမြန်မြန်ပြန်ဆုပ်ဖို့ပြောနေရင်လက်ကြည့်တော့ဖီရက်ကတရေဖြစ်နေပြီးထိတ်လန့်သွားကအိမ်မက်မှတ်နေတာပဲဖြစ်နေတာပါစုံချိုင်ကလည်းပေါင်လို့ကိုအဖြစ်အပျက်တွေကိုပြောပြနေပြီဥလင်းမင်းအကြောင်းကိုလည်းရှင်းပြပါတယ်ဥလင်းမင်းအကြောင်းကိုပြောဖို့လှုပ်ချိန်ပါပဲအတော်ဆန်က ရောက်လာပြီးပြောပြလိုက်ပါတယ်မင်းကမိမတွေအများကြီးရှိပြီး မာလီရဲ့အမေစီဖဲကပထမဆုံးမိန်းမပါမင်းကစီဖဲနဲ့လက်ထပ်ပြီးတဲ့အချိန်ကစပြီးအောက်လန်းတွေကိုလိုက်စားခဲ့တာဖြစ်ပြီးနောက်တော့ဒီလိုပြဿနာတွေဖြစ်တာလို့ဆိုပါတယ်အတော်ဆန်ကလည်းဦးလင်းမင်းရဲ့ညီမပါဦးလင်းမင်းကိုလည်းသူကတခုခုမကျေနပ်တဲ့ပုံစံပါပဲသူကအာကုတူကောင်းလို့ပြောကထွက်သွားပါတယ်အဲ့ဒီနောက်မှာတော့အတော်ဆန်ကတယောက်တည်းဇပွဲပေါ်အိပ်ပျော်နေခြင်းသူ့ရဲ့သမီးအတန်ကို ကြားလိုက်ရပြီးလန့်နိုးလာပါတယ်နိုးလာတာနဲ့ပဲသူ့ရဲ့သမီးကိုတတိယစိတ်နဲ့ပဲ ဦးလင်းမင်းကိုထမင်းသွားကြွေးပါတယ်။တိယုံကိုခေါ်သွားမှလို့ပြောပြီးမှဦးလင်းမင်းကလည်းမသွားခြင်းဘူးလို့ဆိုပါတယ်။ဒါဆိုရင်ထမင်းကိုဝါအောင်စားဆိုပြီးအတင်းခွန်ကြွေးကထွက်သွားတော့သူ့ထွက်သွားတာနဲ့ပဲထမင်းတွေကိုထွေးထုတ်ပါတော့တယ်။အတော်ဆန်ကလည်းပြက်ကြိမ်မှနေရက်ကိုစတင်မှတ်ထားလိုက်ပါတယ်။မာလီကလည်းတယောက်တည်းထိုင်နေချိန်အိမ်အောက်ကနေအဖေဖြစ်သူခေါ်တာကိုမြင်လိုက်လို့စဉ်းသွားတဲ့အခါမှာတော့ပျောက်သွားပါတယ်။သူမှလိုက်ရှာနေရင်လမ်းကိုရောက်သွားတော့လူပုံစံမဲမဲအရာတခုကအကောင်တွင်းနဲ့ပြုတ်လုထားတာကိုမြင်ပြီး တွားကင်တော့ပြဲသွားပါလိမ့်။ဒီတော့သူအိမ်နဲ့အတော်လှမ်းနေတာကိုတတိထားမိသွားပြီ။ထွက်ပြေးတဲ့အချိန်မှာပဲသူ့ယုံနဲ့တပုံစံနဲ့တူတဲ့တရေကထွက်လာပြီ။အရှိကနေပြေးဝင်ကလဲပေးညစ်ပါတော့တယ်။ငါဒီကောင်မကိုစားချင်တယ်လို့ပြောနေတာ။ဒီအချိန်မှာပဲဖီရက်ကလည်းသူမပြောက်သွားလို့လိုက်ရှာတဲ့အခါမှာတရေကျွေးထားတာတွေကိုစားတာမြင်ပြီးထိတ်လန့်သွားကပေါင်လိုတို့ကိုဖုံးဆက်ပြီးအကူအညီတောင်းလိုက်ပါတယ်။အချိန်တည်းမှာပဲလမ်းကမှန်လဲကွဲထွက်သွားကမာလီကအစာတွေကိုစားနေတာပါ။ ဖာသာတို့ရောက်လာပြီးငိန်အောင်ထိန်းလိုက်ကြကအဲ့ရဘုံမှာအသက်မရှိသလိုမျိုးငိန်တက်နေပါတယ်။ရေမန်းနဲ့လည်းပတ်ထားပြီးမနှက်မိုးလင်းတော့မှဖြစ်ကအခုတော့ဒီလောက်ပဲလုံနိုင်အောင်မယ်လို့ဆိုပါတယ်။မနှက်ကိုရောက်တော့မာလီရဲ့အနားမှာဘုရားစာတွေကိုဒရဇက်ရွတ်ဆိုနေစီပါတယ်။စုံချိုင်ကိုလည်းပြန်နှားခိုင်းလိုက်ကတချိန်တည်းမှာပဲအဒေါ်ဆန်နဲ့အတူမဲတော်ဆိုဖာကလည်းဆိုင်ကဲနဲ့ရောက်ချလာပါတယ်။သူတို့ဖြစ်ပါမလားလို့မေးတော့ဒီညမှာလောက်ရမှာဖြစ်ပြီးဒီညကအချိန်ကောင်းပဲမှုအပြည့်ရှင်းပြစ်မယ်လို့ဆိုပါတယ်။ အပေါ်ကိုရောက်တော့ Father ပေါင်လုံးနဲ့မေတော်ကိုမိတ်ဆက်ပေးလိုက်ပြီးမာလီကိုကူညီခြင်းလို့လာတာပါလို့ဆိုပါတယ်။မေတော်ကလည်းချက်ချင်းပဲအနာကိုသွားကြည့်နေလို့သူ့ရဲ့အစီအရင်တွေနဲ့ခဝေးဝေးနေပါလို့ပြောလိုက်တော့မှပဲ။အောက်ကစီတားထားတာကိုတတိထားမိသွားပါတယ်။မေတော်ကိုသဘောမကျတဲ့အတွက်ကြောင့်ဘေးကိုဖယ်နေစီပြီးသူ့ရဲ့အစီအရင်ကိုစတင်လိုက်ပါတယ်။သူကျန်းစာတွေရုပ်ဖတ်နေချိန်မှာပဲရုပ်တရက်လက်ကိုဖမ်းဆွဲခံလိုက်ရပြီ။လဲကြသွားကတခြားနေရာကိုရောက်သွားပါတယ်။ဒီတော့တခြားလူတွေကအစားထိုးဝင်ပြီးရွတ်ဖတ်ကြပါတယ်။ ပေါင်လိုကို အတိတ်ကိုပြန်ဆွဲခေါ်သွားခံရပြီ သူ့အမေဖြစ်သူနဲ့ဆုံတွေ့နေကအမေကစေးဆွဲနေတာဖြစ်ပြီးသူ့အနာကိုအသွားမှာပဲသူ့ကိုဆွဲထားပြီးစေးထိုးသွင်းမှာတော့တယ်ပေါင်လိုလည်းရုန်းကန်နေရင်အဲ့ဒီမှာခံစားနေရတယ်လို့ခန္ဓာကိုယ်ကလည်းတဆက်ဆက်တုံ့လာပါတယ်ဒီတော့ဆိုဖာနဲ့စာအုပ်ကိုယူပြီးဖတ်ဖို့လုပ်တော့မဖတ်တက်လို့ပြန်ထားလိုက်ပြီရေစင်ကိုယူပြီးဖျန်းလိုက်တော့လည်းမရပြန်ပါဘူးလက်ကပဲလွတ်သွားတာပါဒီတော့ဂါထာရုပ်ဖို့ပြင်ပါတယ်ပေါင်လိုကလည်းအတော်အချေအနေစိုးနေပါပြီ သူ့ရဲ့အမေကလည်းထပ်ပြီးစေးထိုးဖို့ပြင်နေလို့ရုန်းကန်နေရတာပါဆိုပါလဲပစ္စည်းတွေထုတ်ရင်မှန်ကိုထုတ်လိုက်တဲ့အခါမှာပဲမန်ကကွဲထွက်သွားပြီးအဖြစ်အပျက်တွေကမြန်ဆန်စွာပဲဖြစ်သွားကပေါင်လုံးနဲ့တတိပြင်ရလာပါသူတို့လာတော့ဘေးမှာဆိုပါတယောက်တည်းရှိနေပြီးလက်မှာလည်းမှန်ကွဲသွားလို့ဒဏ်ရာရသွားသလိုသူလည်းစေးထိုးခံရကအပြင်မှာတကယ်တန်ရာရှိနေတာကိုသတိထားမိသွားပါတယ်။ပေါင်လိုကလည်းမဲရောဆိုပါတရေနေနိုင်တာကိုလည်းအံ့ဩနေပြီး သူ့ရဲ့မှန်ကွဲသွားလို့ဒါလွတ်သွားခဲ့တာကိုလည်းတည်သွားပါတယ်။မန်ကိုတုံးလိုက်လို့သူလွတ်လာတာလားလို့ဆိုတော့ဆိုဖာလည်းအသေးချဘူးလို့ဆိုပါတယ်။မာလီကိုလည်းအတော်ဆန်းကကြိုးတုပ်ထားပြီးအဖေနဲ့အတူတခန်းထဲထားလိုက်ကဖီရက်ကလည်းသူ့ကိုမခေါ်သင့်ပဲသွားတွေးသင့်တာလို့ဆိုတော့သူကခေါ်လိုက်တာမဟုတ်ပဲသူ့ဘသာသူလာတာလို့ဖုန်းကိုထုတ်ပြလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ပေါင်လိုကိုထရက်ရွာအကြောင်းကိုစုံချိုင်းကပြောပြလိုက်ပါတယ်။စာအုပ်တစ်ခုကိုပြလိုက်ပြီးသူတို့တွေ့နေတဲ့အရာကလွန်ခဲ့တဲ့နှစ်40လုံးကအရာနဲ့အတူတူပဲလို့ထင်ကြောင်းနဲ့ အဲ့ဒီတုန်းကတရေနဲ့ဦးလင်းမင်းတို့သားဖစီကတရေကတူတယ်လို့ထင်ပြီးသူမရောက်ခင်ကဖြစ်တာမို့အသေးချာမပြောနိုင်သေးပါဘူးနောက်တနေ့မှာတော့ပေါင်လိုကပဝင်းကျင်ကိုလိုက်လေလိုက်ရင်မဲရိုဆိုဖာနဲ့စုံမိကြတဲ့အခါမှာဒီတခါတော့ယောက်ျားလေးလိုဝှက်စားလာတာပါအတူထိုင်ပြီးစကားပြောကြရင်နတ်ဆရာမအလုံးလုံးမှနတ်ဆရာလိုဝှက်တာဖြစ်ကြောင်းနဲ့သူကငငယ်ကလေးကနတ်ဆရာဖြစ်လာခဲ့ရတာပါသူရဲ့အဖွားကနတ်ဆရာမကြီးဖြစ်ပြီးအဖွားနောက်ကိုလိုက်ခဲ့ရတာပါ အဘွားဆုံးပါသွားတဲ့အခါမှာတော့သူကိုယ်တိုင်နတ်ဆရာမှဖြစ်လာခဲ့တာပါပဲဒီလိုနဲ့သူတို့နှစ်ယောက်ပူရင်းနှီးသွားကြပြီဆိုပါကသူလုံနိုင်တာတွေကိုလည်းပြောပြလိုက်ပါတယ်ကျွဲပြောင်နွားပြောက်တွေကိုလည်းရှာနိုင်သေးတာပါနတ်ဆရာတွေကအတုတွေလည်းရှိပြီးအိမ်တိန်ကနတ်ဆရာအတုတွေဆိုတာကိုလည်းသွားပြလိုက်ရင်အတုအစ်စ်ကိုလည်းခွဲခြားပြလိုက်ပါတယ်သူတို့စားတွေတုန်းကလုံနိုင်မယ်လို့ထင်ခဲ့တာဘာလို့လွဲချော်သွားတာလဲလို့ဆိုတော့သူ့မှာလည်းမိစ္ဆာတိုက်ခိုက်နိုင်တဲ့အားနည်းချက်ရှိနေတာလို့ဆိုပါတယ် မာလီတို့သားဖစီကတရေကိုလည်းဘလို့လုံးရမလဲစဉ်းစားနေကြရင် ပေါင်လိုကလည်းသူ့ကိုအကယ်ခဲ့တယ်လို့မျိုးအစီအရင်ကိုပြန်လုပ်ရင်ရောလို့ဆိုတော့ဒါကူလည်းမသေးကြပါဘူးဒီလိုကိစ္စတွေကနတ်စီယာမတွေကပိုကျွမ်းကျင်တာလို့ဆိုပါတယ်အဲဒီနောက်မှာတော့နတ်စီယာမကြီးတယောက်ကိုအကူအညီတောင်းလာပြီး ဆိုဖာရောပူပေါင်းကပေါင်လိုကလည်းသူ့နီလန်အတိုင်းပဲတရေနေမှုစူးစမ်းကြပါတယ်နတ်စီယာမကြီးကအရက်တစ်ခွက်စီတောက်ပြီးတီဆိုကခုံတာတွေလှုပ်လိုက်တာအစီရင်တွေစတင်တာနဲ့ပဲ ပေါင်လိုကလည်းသူ့ရဲ့ကျန်းစာအုပ်ကိုကြည့်ပြီးစတင်ရုပ်ဖတ်ပါတော့တယ်။တပြေးပြေးနဲ့ပို့ပြီးကျန်းလာကမာလီကထပြီးငုံတုံထိုင်လာတဲ့အခါမှာပဲလက်စရာမာကြီးကရေမန်းနဲ့ယူပြီးပတ်ထည့်လိုက်ပါတယ်။ဒါလည်းဘလို့မှမနေပါဘူး။ရေတွေကိုရှာနဲ့ပါတတ်ယူနေပြီ။ဒါကတာမန်တရေမှမဟုတ်ဘူးဆိုပြီးလှန်သွားပါတယ်။အိမ်ထဲကပစ္စည်းတွေလည်းပြုတ်ကျကုန်ပြီ။သူတို့အဖွဲ့ကိုလည်းဆက်ပြီးလုစေပါတယ်။လက်စရာမာကြီးလည်းသူ့ကိုယ်တိုင်မထိန်ချုပ်နိုင်တော့ပဲ။တရေလက်ချက်နဲ့အယိုးတွေကျိုးကုန်ပါတယ်။ဒီတော့ပေါင်လိုကဝင်တတ်ပြီးထိန်ချုပ်လိုက်တော့ ခဏတော့ငြိမ်သွားကထပြီးတောင်းကျမ်းပါတော့တယ်။တရေမိုင်းအနာကိုကတ်သွားမှပဲသူတွေအန်ထွက်လာပြီ။ခြေထောက်တွေလည်းပြောင်းပြန်ကြည့်ဖြစ်သွားကနောက်ပြန်ပြေးသွားပြီ။တကူလုံးအယိုးတွေချိုးခံလိုက်ရပြီ။အယုံလေးတစ်ခုကိုလှစ်ပြစ်လိုက်သလိုမျိုးလွင့်ထွက်သွားကဆုံးဖားသွားရပါတယ်။တချိန်တည်းမှာပဲမာလီလည်းပြန်ပြီးလဲကျသွားပါတော့တယ်။အဲဒီနောက်မှာတော့အဒေါ်ဆန်ကသူ့သမီးအုတ်ကူမှသွားထိုင်နေခြင်း။ဖာသာပေါင်လိုကရောက်သွားပြီးလွန်ခဲ့တဲ့နှစ်40ကဖြစ်ခဲ့တာနဲ့အခုတရေနဲ့ကအတူတူပဲမလားလို့မေးတော့မဖြေပါဘူး။ ဘာသာကပိုတိတာမလားလို့ဆိုပါရင်တူတယ်ဆိုရင်အတော်ရဲ့သမီးကိုလည်းတတ်တဲ့အပြင်ဦးလေးမင်းရဲ့မိမတွေကိုလည်းတတ်တာတကယ်သာတူနေရင်ဦးလေးမင်းလည်းအသက်ရှင်မှာမဟုတ်ဘူးအတော်ဆန်းကသူ့လည်းဘာမှမသိကြောင်းနဲ့မင်းကိုလည်းခေါ်သွားစေချင်နေပြီဖြစ်ကသူပြုစုရတာပင်ပန်းလာပြီတရရဲ့နမီကိုသာသိရင်ပြောပြလိုက်မှဖြစ်ပြီးမသိဘူးလို့ညင်းဆိုလိုက်ပါတယ်ဒါပေမဲ့ပေါင်လိုကလည်းအတော်ဆန်းကိုတန်တရားရှိနေတာပါအဲ့ဒီနောက်မှာတော့အတော်ဆန်းကအိမ်တကားတွေကိုလုံအောင်ပိတ်ပြီးအဲ့ရာဝင်ပါပြီ။ ဒီချိန်မှာပဲဦးလေးမင်းကမလုံနိုင်တဲ့ဂျားကနေပဲပွားစီပွားစီရွတ်နေကမာလီရဲ့ဗစက်တဲကိုတိရွတ်ဆပုံစံလေးတစ်ခုဝင်သွားပါတယ်အိမ်အပြင်ကိုလည်းဖီရက်ကအင်ကူဆောင်ပွေးဖို့ရောက်လာပြီးအိမ်ဘော်ကို တက်ကြည့်တော့အတော်ကမရှိပါဘူးမာလီကိုလိုက်ရှာတော့သွေးတွေကိုမြင်လို့အနောက်ကနေလိုက်ရင်အခန်းထဲအရောက်မှာပဲသူ့အဖေရဲ့ဘိုက်ဘော်ကိုဥရီတင်းပြီးစားနေတာပါဖီရက်ကိုမြင်တော့ထွက်ပြေးသွားပါတယ်ဒီတော့အတော်ဆန်လည်းရောက်လာပြီးမင်းရဲ့ဘိုက်ဘော်ကချက်ဥရီကိုတန်ရှင်းရေးလှုပ်လိုက်ကြပါတယ် ပေါင်လူတို့ကလည်းရောက်လာကြပြီးတခြားတရေမဟုတ်ပဲမာလီရဲ့ကိုယ်တွေကတောတရေဖြစ်တာကြောင့်အလင်းရောင်တဲ့လူကိုမြင်တာနဲ့ထွက်ပြေးသွားတာလို့ဆိုပါတယ်ဒီတော့သူ့နောက်ကိုလိုက်ရှာကြပါတယ်မာလီကလည်းသွားနေရင်အိမ်တအိမ်တဲကအယံမှုပြီးအိတ်နေတဲ့လူရဲ့ဘိုက်ကိုခွဲနေကြည်လိုလာတော့အတင်းဖိထားပြီးထက်ခွဲပါတယ်ဒီအချိန်မှာပဲပေါင်လူတို့ကအချိန်မီရောက်လာပြီးတားလိုက်ကြကသူတို့နှင်ထုတ်ဖို့လုပ်ချိန်မှာပဲဂါထာတစ်ခုကိုရွတ်ပြီးလဲကြသွားပါတယ်ဖီရက်ကိုလည်းသူမကိုအိမ်ပြန်ခေါ်သွားခိုင်းလိုက်ပါတယ် ဆိုပါကလည်းပုံမှန်ဆိုရင်တောသေးကလူကိုကြောက်တက်ပြီးအန်ဒီရဲ့မပေးနိုင်တာကြောင့်အခုလူကိုအန်ဒီရဲ့ပြုတ်နေတဲ့အတွက်မာလီရဲ့ကိုယ်ထဲမှာတရေတမျိုးတည်းပဲရှိတာမဟုတ်ဘူးလို့ဆိုပါတယ်ခုနရွတ်သွားတာကလည်းတရေနေတဲ့ကားထားပါဆိုပါတို့နှစ်ယောက်လည်းမာလီတို့အိမ်ရောက်သွားကြပြီးဦးလီမင်းရဲ့အခန်းထဲကိုဝင်တော့သူတို့လာတာကိုသိတဲ့မင်းကလည်းသူ့ဘေးကိုစောင်းပြလို့ခေါင်းအုံးရဲ့အောက်ကအယိုးပုံစံတစ်ခုကိုတွေ့သွားကြပါတယ်အကူအသေးချာကြည့်နေလုံးမှာပဲအတော်ဆန်ကရောက်လာပြီး ကိစ္စမရှိတော့ရင်လည်းပြန်ချဖို့နှင်းလွတ်လိုက်ပါတယ်။ဆိုပါတို့နှစ်ယောက်လုံးကလည်းတန်တရားဝင်သွားပါပြီ။ဒီချိန်မှာပဲဖီရက်ကရေဘုံကိုတိုက်မိလို့ထွက်သွားတဲ့အခါမှာပဲသူတွေ့ထားတဲ့အရာကိုပေါင်းလို့စီမံဖွက်ပေးလိုက်ပါတယ်။ဒီတော့ခက်တီတီပဲပြန်ထွက်သွားကြတဲ့အခါမှာအတော်ဆန်ကလည်းတကားကိုပိတ်ခံပြီးမင်းကိုကြည့်ပြီးနင်းရဲ့အာကုတူကကြီးတယ်နင်းနဲ့ထိုက်တန်တယ်လို့ပြောလိုက်ပါတယ်။ထပ်ပြီးရက်တွေကိုတတ်မှတ်နေရင်ဒုတိယလူကမာလီရှိနေပြီးနင်းသမီးကိုနင်းဘလို့ကဲမလဲကြီးကြသေးတာပေါ့လို့ဆိုပါတယ်။ တစ်ဖက်မှာလည်းအစီရင်လှုပ်ထားတဲ့ပစ္စည်းလေးကိုပေါင်လိုကကြည့်ပြီးဘုံနဲ့ထည့်သိမ်းထားလိုက်ပါတယ်။ဒီအချိန်မှာပဲသူ့ရဲ့အိမ်ထဲမှာထူးခြားမှုတွေစတင်ပြီးဖြစ်ပေါ်လာပါပြီ။အိမ်ထဲမှာတရေမားကရောက်နေပြီးသူ့လိုက်ရှာနေရင်လဘောကတ်တိုင်မှာပြုတ်ကျသွားကအခန်းတွေထဲလိုက်ရှာနေရင်မှာပဲသူ့အနားကိုရောက်လာတဲ့လေပင်းညစ်ပါတော့။ပေါင်လိုလည်းလဘောကတ်တိုင်နဲ့ပြန်ပြီးကတ်ထည့်လိုက်တော့လောင်ကျွမ်းသွားပြီးအရာထင်သွားကသူ့ကိုလည်းတိုက်ခိုက်လိုက်ပြီးဆွဲခေါ်သွားနေရင်နှစ်ဖူးကဒဏ်ရာကြောင့်ပဲခေါင်းနဲ့နိုင်ငံနဲ့စောင့်နေတာပါ။ ပေါင်လိုနဲ့ရေဘူးတပူးကိုတွေ့တာနဲ့ဆူတောင်းလိုက်ပြီးရေနဲ့ပတ်လိုက်တဲ့ခါမှာတော့ပျောက်ကွယ်သွားပါပြီ။အဲဒီနောက်မှာတော့စီစီကြက်တွေအရဦးလိမ့်မင်းစီမှာအိတ်ဆေးပါဝင်မှုများနေတာကြောင့်အဒေါ်ဆန်ကိုစောင့်ကြည့်ပြီးမှဖိရက်ကိုအကူအညီတောင်းလိုက်ပါတယ်။ဟုတ်ပါတယ်အဒေါ်ဆန်က မာလီကိုကြွေးမဲ့အစားအစာတွေထဲမှာလည်းအိတ်ဆေးခတ်နေတာပါ။ဦးလိမ့်မင်းကိုလည်းဒီအတိုင်းပဲသူပဲလုပ်နေတာပါ။သူမဆေးခတ်နေတာကိုအပေါက်ကနေမာလီကမြင်သွားတဲ့အတွက်ထမင်းကြွေးတော့ကိုမစားတော့ပါဘူး။ဒီတော့ညင်းနေလို့ဆိုပြီးအတင်းခွန်ကြွေးပါတော့တယ် တချိန်တည်းမှာပဲဦးလေးမင်းကလည်းသူ့ကိုထိန်းချုပ်နေတဲ့အရာကမရှိတော့တာကြောင့်သူ့ရဲ့ဂါထာကိုသုံးပြီးထလာကအတော်ဆန်းကိုတတိမေသွောင်းအောင်လှုပ်လိုက်ပါတယ်။မာလီကလည်းအတူမေသွားတာပါ။ဦးလေးမင်းလည်းပူဇော်မှုလုပ်ရမယ့်ပစ္စည်းတွေကိုယူပြီးနှစ်ယောက်လုံးကိုခေါ်ကာကားနဲ့အမြန်ထွက်သွားပါတယ်။လမ်းမှာလည်းဖီရက်နဲ့တို့တော့ကားနဲ့တိုက်ထားခဲ့ပြီးဆံမောင်းတာပါပဲ။တကယ်တော့ဦးလေးမင်းတို့ဒါအဖတွေကအဆောင်တရေတွေရှိကြတာပါ။ဦးလေးမင်းကိုယ်တည်းကတရေကိုလည်းထွက်သွားအောင်အတော်ကလှုပ်တယ်လို့ မာလီရဲ့ကိုတဲကတော်သေးရဲ့ကိုလည်းထွက်သွားအောင်နှင်ထုတ်နေတာပါ။ပီယက်နဲ့ပေါင်လို့တို့၃ယောက်လည်းဦးလေးမင်းကိုလိုက်ရှာနေကြကရှာလို့မတွေ့ပါဘူး။ဇလန်ပထမတုန်းကအဒေါ်ဆန်ရဲ့တမီးကိုအပအနေနဲ့ဖာသားကဦးလေးမင်းပါပဲ။ဦးလေးမင်းကအရင်တုန်းကခရီးရန်ကိုးကွယ်သူဖြစ်ပြီးဖာသားတယောက်ပါ။ဒီအဖြစ်ပြက်တွေအပြီးမှပဲသူ့ရဲ့ဘာသာတရားကိုစွန့်လွတ်ခဲ့တာပါ။သူ့ရဲ့ဘာသာတရားစွန့်လွတ်လိုက်တာကြောင့်ပဲတရေကသူ့ကိုယ်တဲကိုဝင်သွားခဲ့တာပါပဲ။အခုလည်းအဲ့ဒီနေရာကိုအရောက်ပြန်သွားတာပါ။ ဒါကိုလိုက်ရှာနေတဲ့ဖီရက်တို့အဖွဲ့လည်းလုံးဝမသိကြပါဘူး။ဦးလင်းမင်းကလည်းသူယူလာတဲ့အစီရင်ပစ္စည်းတွေနဲ့အစီရင်စတင်ဖို့လုပ်ပါတယ်။ဆိုဖာကလည်းအိမ်တိန်ကကြက်ဥကိုတောင်းပြီးဘိုးဘဝင်းညင်တွေကိုမေးဖို့စီစဉ်ပါပြီ။အတော်ဆန်လည်းသတိရလာတော့သူ့ကိုတရေကအိမ်မက်ပေးတာဖြစ်ကမင်းရဲ့သမီးမာလီကိုစားနိုင်ရင်တေဆုံးသွားပြီဖြစ်တဲ့သူ့သမီးကိုပြန်ပေးမယ်လို့အိမ်မက်ပေးတာကိုယုံပြီးတရေကမာလီကိုစားနိုင်အောင်ကူညီပေးလိုက်တာပါပဲ။ဒါပေမဲ့မာလီမှာတရေအဆောင်ရှိနေတော့ အရင်အဲ့ဒီတရေကိုနှင်းထုတ်တာတွေလုပ်ရတာပါမဖြစ်နိုင်တာတွေကိုယုံလို့မင်းကလည်းအတော်စိတ်ဆိုးသွားပါတယ်ချက်ချင်းပဲအတော်မင်းရဲ့လက်ကိုလှီးပြီးတွေးနေပဲစက်ဝိုင်းပုံစံဆွဲလိုက်ပါတယ်ပြီးတာနဲ့ကန်ကြောက်ပြီးအတော်ဆန်းနဲ့တတိမိသွားပါတော့တယ်တစ်ဖက်မှာလည်းမဲတော်ဆိုပါကကြက်ဥကိုတုံးပြီးမင်းတို့ဘယ်မှာရှိလဲဘိုးဘွားတွေကိုမေးနေပါတယ်ညနေဆောင်ကိုရောက်မှာပဲသူအာယုံပြုတ်လိုက်တာနဲ့အဘွားရဲ့ဝိညာဉ်ကပေါ်လာပြီးကြက်ဥကိုထောင်လိုက်ပါတယ်သူမေးထွားတွေကိုကြက်ဥကနဲ့တစင်ပြန်ဖြည့်ပေးပါတယ် မှန်ရင်ကျက်ဦးကထောင်ပေးတာပါဒီတော့မာလီကတဲမဖြစ်သေးဘူးဆိုတာကိုလည်းတိလိုက်ရတယ်လို့တီနေရကိုလည်းမေးလိုက်ကြပါတယ်တဖက်မှာလည်းမာလီကနိုးလာတော့သူ့အဖေကိုအထင်လွဲနေတဲ့အတွက်အထင်မလွဲဘူးနဲ့အကြောင်းစုံကိုရှင်းပြလိုက်ပါတယ်တကယ်တော့အတော်ဆန်းရဲ့သမီးကိုတဲကတဲကမင်းရဲ့ကိုတဲကိုရောက်သွားခဲ့တဲ့နောက်ပိုင်းမှာပဲတရက်ကသူ့ကိုစားသုံးနေတာသိပေမဲ့ဘာမှမလုပ်နိုင်ခဲ့ပါဘူးဒီတော့သူ့မိမကအောင်လန်းတက်တဲ့အတွက်ပြောပြပြီးဖြည့်ရှင်းဖို့ကြိုးစားခဲ့ကတရက်ကသူ့ကိုဆက်ပြီးမထိန်ချုပ်စေဖို့ ဖုတ်တရဲတို့တောတရဲတို့ကိုအဆောင်အရှောက်အနေနဲ့မွေးရမှာပါဒါမှသူ့ကိုထိန်းချုပ်နေတဲ့ဘေးကနေလွတ်မှာပါပဲသူ့မှာလည်းအဘိုးဘွားတွေလက်ထက်ကလက်ဆင့်ကမ်းခဲ့တယ်မှန်တစ်ချက်ရှိပြီးအဲ့ဒါကအဆောင်တစ်ခုဖြစ်ကသူတို့မိသားစုတွေကတယောက်ကတရဲဖြစ်နေတဲ့သူပဲလို့မင်းရဲ့မိမကပြောပြခဲ့ဘူးပါတယ်တရဲကိုမွေးတော့မှာမို့တရဲပြေးမဲ့အဆောင်လေးယူထားလို့လည်းမရခဲ့ပါဘူးဒီလိုနဲ့တရဲကအသက်တစ်ချောင်းစီကိုနှုတ်ယူနေခဲ့ပါပြီမာလီမွေးလာတဲ့အခါမှာမာလီကိုစားကျင်တာကြောင့်ပဲသမီးကိုမရစေဖို့ အမေကလည်းသူ့ရဲ့အသက်ကိုစည်ပြီးအစားဝင်ပေးခဲ့တာပါအဲ့ဒီနောက်ပိုင်းမှာမာလီကိုတရဲကမစားနိုင်ဘူးအတွက်မင်းကလည်းတရဲမစားဖို့အတွက် မိမတွေတယောက်ပြီးတယောက်ယူခဲ့တာပါပဲအခုတော့သူ့သမီးကိုယ်တည်းကစားနေတဲ့တရဲကိုအတော်ဆန်းရဲ့ကိုယ်တည်းကိုပြောင်းပြစ်မဲ့အစီရင်ကိုပြုလုပ်မှာပါဆိုပါတို့လည်းကြက်ဥကို သုံးပြီးမေးရင် မင်းတို့ရှိနေတဲ့နေရာကိုတည်သွားပြီးလိုက်လာကြပါလိမ့်ဦးလီမင်းကလည်းအစီရင်စတင်လိုက်တာနဲ့မာလီရဲ့ကိုယ်တည်းကတရဲကထွက်မဲ့အချိန်အတော်ဆန်းကလည်းနိုးလာပြီး နင်သမီးကိုနင်ကဲနိုင်မှာမဟုတ်ဘူးလို့ဆိုကထလာပြီငါကိုမစားစီရဘူးလို့ဆိုကသူ့ကိုသူဓာတ်နဲ့ထိုးပြီးအဆုံးစီရင်သွားခဲ့ပါတယ်ဒီတော့မင့်လည်းအစီရင်ပြတ်သွားပြီးတမီးအတွက်ဘာလို့ရမှမသိဖြစ်နေကတရေပြောက်သွားဖို့အတွက်အရင်တုန်းကလှုပ်ခဲ့ဘူးတို့လိုမျိုးပူကတ်ခံနေရတဲ့လူကိုတတ်ပြစ်ဖို့လှုပ်ပါတယ်ဒီတော့ခြောက်လုံးပြူးတနတ်ကိုထုတ်ပြီးချိန်ထားတော့မှာပဲသူမလုံနိုင်ပဲဖြစ်နေကဖာသာပေါင်လူတို့ကလည်းရောက်လာတော့လှည့်အကြည့်မာလီကထလာပြီးတနတ်ကိုလူယူကပူကတ်နေတဲ့အတွက်အဖေကိုပြစ်ထဲလိုက်ပါတယ် ပြီးတာနဲ့ကြံတဲ့လူတွေကိုလည်းလိုက်ပြစ်တော့အကုန်လုံးပုံးနေလိုက်ကြရကကြီကုံသွားတဲ့အခါမှာပဲပေါင်တို့ကရေစင်းကိုတုံးပြီးနှင်ထုတ်ဖို့ကြိုးစားတဲ့အချိန်ထွက်ပြေးသွားပါတယ်။ဒါကိုဖီရက်ကအနောက်ကနေပြေးလိုက်သွားတာပါ။ဆူပါကတော့အစီရင်လောက်တာတွေကိုကြည့်ပြီးတရဲနံမီကိုတိရဖို့ကြိုးစားရပါတယ်။တရဲနံမီကိုတိမှပေါင်လိုကတရဲကိုအပီးတိုင်နှင်ထုတ်နိုင်မှာကြောက်ပါ။ဆိုဖီကတရဲနံမီကိုတိပေးမဲ့မပြောရဲပဲ။ဒါကအစင်းမြင့်တရဲဖြစ်ပြီးသူတို့ထံပို့ပြီးစွမ်းအားကြီးကပျက်စီးကုန်ကြလိမ့်မယ်လို့ဆိုပါတယ်။ ဒါပေမဲ့ပေါင်လိုကတော့အတင်းမီးတော့ပြောပြလိုက်ပါတယ်။ဖီရက်ကလည်းနောက်ကနေလိုက်သွားရင်မှီသွားပြီးအခြေအနေမကောင်းတဲ့အတွက်စူတောင်းမှုလုံးလိုက်တာနဲ့တပြိုင်တည်းအတိတ်ကအဖြစ်အပျက်ကိုပြန်အမှတ်ရသွားပါတယ်။သူ့ရဲ့တငယ်ချင်းကသူ့ကြောင့်ပဲအဖမ်းခံသွားရတာပါ။ဖီရက်လည်းတရက်ထိန်းချုပ်တာကိုခံရပြီးတိတိမောကနေခုန်ချသွားပါတယ်။ဒီအချိန်မှာပဲပေါင်လိုကအပြည့်ရောက်လာတော့မမီလိုက်ပါဘူး။ဒီတော့လဝကတိုင်ကိုသုံးပြီးစူတောင်းနေချင်းတရေမာကအရှိကိုရောက်လာပြီးစောင့်ကန်ထဲလိုက်တာဒီကန်တခုတည်းကိုဝုံးဆိုပြီးပြန်ရောက်သွားပြန်ပါတယ် တိတ်ကသူ့အမေကိုမြင်နေရပြီးအမေခံစားနေရတာဒီကောင်မကြည့်ရပဲစေးလိုနေတာကြောင့်သူ့ကိုယ်တိုင်ပဲယူပြီးစေးထိုးပေးလိုက်တဲ့အခါမှာပဲအမေဖြစ်သူကဆုံးပါသွားခဲ့တာပါဒါကိုအားနေချက်အဖြစ်တရေကတိုက်ခိုက်နေတာပါပဲနင်းရဲ့ဖခင်ကတကယ်မရှိဘူးဆိုပြီးပြောနေကသူ့ကိုပူဇော်ဖို့နဲ့ငါရဲ့ခြေထောက်ကိုကတော့လိုတိုက်တွန်းနေတာပါဒီအချိန်မှာပဲသူ့ကိုယုံကြည်မှုတွေမစွန့်လွတ်သွားနိုင်အောင်လို့အသည့်ပြန်ဝင်လာပြီးလဘောကတိုင်ကိုယူလိုက်ချင်းတရေကစွဲလူယူပြီးလွတ်ပြစ်လိုက်ပါတယ် ပြီးတာနဲ့သူ့ကိုဆွဲယူသွားပြီးဖနှောင်းနဲ့ပေါက်တတ်ဖို့လှုပ်ချိန်ပါပဲ။ဆိုဖာကရောက်လာပြီးသူ့အဘွားဝိညာဉ်ကလည်းအနားမှာပါလာတာပါ။ဒါကိုမြင်တော့လဲကြသွားကလူးလိမ့်နေပါတယ်။တရဲကိုနှိမ်နှင်းဖို့မာလီရဲ့ကိုယ်ထဲကနေအရင်နှင်းထုတ်ပြရမှာပါ။ဒီတော့ကိုယ်ထဲကထွက်သွားအောင်နှင်းထုတ်လိုက်ပါကိုယ်တည်းကထွက်သွားတာနဲ့တရဲကသူ့ရဲ့ရုပ်အမှန်ပေါ်လာပြီးဇူပါရဲ့အဘွားကိုဖျက်ဆီးပစ်လိုက်ပါတယ်။ဇူပါကိုလည်းခေါင်းကနေကင်ပြီးအပြည့်ရှင်းဖို့လုံနေကဘာမှပြန်မလုံနိုင်ခဲ့ပါဘူး။ ဒီချိန်မှာပဲပေါင်လိုကလဝကတ်တိုင်ကိုယူပြီးပြေးဝင်လာတော့သူ့ကိုအာယုံရောက်သွားလို့ဆိုဖာကလွတ်သွားပါတယ်။တရေကြီးရဲ့ရှေ့ကိုလည်းသူ့ရဲ့ဘဝနဲ့ပြစ်တင်လိုက်တော့ဝယ်သွားတဲ့အချိန်ပေါင်လိုကလည်းလဝကတ်တိုင်ကိုတုံးပြီးတရေနံမီကိုခေါ်ကအပြီးတိုင်နှင်ထုတ်လိုက်ပါတော့။နောက်ဆုံးမှာတော့သူတို့နှစ်ယောက်ပေါင်းပြီးတရေကိုအောင်မြင်စွာနဲ့နှင်ထုတ်လိုက်နိုင်ကြပါတယ်။တနက်ပြစ်ခံရတဲ့ဦးလေးမင်းကလည်းမသိပဲသူ့ကိုရှာလို့လည်းမတွေ့တော့ပါဘူး။အဲဒီနောက်မှာတော့ဖာသာတို့လည်း ခရစ်စမတ်ပွဲကျင်းပတာကိုကြည့်ရှုနေကြပြီးအားလုံးကလည်းပျော်ရွှင်နေကြပါတယ်။ဖီယက်ကလည်းမသေးပါဘူးခြေထောက်ပဲကျိုးသွားခဲ့တာပါ။မာလီကလည်းသူမဘန်ကောက်ကိုပြန်တော့မှလို့ဆိုပါတယ်။သူ့အဖေကလည်းတည်တည်ရှင်းရှင်းပြန်မတွေ့ကျင်တော့ဘူးလို့ဆိုပါတယ်။မေရော်ဆိုဖာကလည်းဘန်ကောက်မှာတည်ရနေတဲ့အလုပ်လိုက်လုပ်ဖို့ခေါ်တော့သူ့အဖွားရဲ့ဝိညာဉ်ကတည်ရကြီးနဲ့အတူပါသွားပြီးမှသူမလုပ်နိုင်တော့ဘူးလို့ဆိုပါတယ်။ဦးလီမင်းကလည်းတည်ရပူးကန်နေပြီးတောထဲမှာရှိနေကြ။ ခရစ်စမတ်မီရှူမီပန်းတွေဖောက်တာကိုထားကြည့်နေရင်ဇလန်းလည်းပြီးဆုံးသွားခဲ့ပါရခင်ဗျာအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့တယောက်ချင်းစီကိုအထူးပင်ကျေးဇူးတင်ရှိပြီးစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းများနဲ့အတူကတ်သုံးပါကြုံနေနိုင်ပါစေလို့ဆုတောင်းပေးရင်ဤကုန်းချုပ်လိုက်ရပါရခင်ဗျာ